အားလုံးမင်္ဂလာပါရှင်။ကျမဒီတစ်ခေါက်ဆက်လက်ပြီးဆရာကြီးလူထုဦးလာရဲ့မနီးတဲ့ဘဝခရီးဆိုတဲ့ဝတ္ထုကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။တနေ့နေဝီတယောအချိန်မခင်သူအိအပေါ်ထက်သူ့အခန်းထဲကအိယာပေါ်မှာပက်လက်လံမျက်စိမိပြီးအချင်းတစ်ဖို့ကိုကျက်နေတယ်။အဲ့ဒီအခိုက်ခြေတန်လိုလိုကြားလိုက်တာနဲ့မျက်စိဖွင့်အကြည့်မှာသူ့အနာရောက်နေတဲ့ လူပြက်ပေါ်တက်ကလက်တစ်ဖက်နဲ့မခင်သူရဲ့ပါးစပ်ကိုလှမ်းပိတ်ပြီးဘလက်ကာရလုပ်ဖို့ကြိုးစားတယ်။ဒီရင်မခင်သူကထုရိုက်တပ်ပုတ်တာနဲ့ဘုံဘုံတိုင်းတိုင်းဖြစ်ပြီးအဆက်ပိတ်ထားတဲ့ကြားကမခင်သူရဲ့အော်တန်ခါလဲဘူဘူဝဝနဲ့အပြင်ကိုထွက်လာတယ်။အပေါ်ထက်သမီးအခန်းကဘုံဘုံတိုင်းတိုင်းနဲ့လူချင်းတပ်ပုတ်နေကြတဲ့အတန်ကိုကြားတော့ဦးထွန်းတင်ဟာလေကားကိုဘယ်နှစ်ထစ်နင်းပြီးတက်သွားမှမသိအောင်ပြေးတက်သွားတယ်။အခန်းထဲကိုဝင်ပြီးလို့လုံလာထွေလာဖြစ်နေတဲ့သမီးနဲ့ပေါ်တက်ကိုမြင်လိုက်ရတဲ့အခါ မျက်စိတွေမှိုက်ခနဲ့ဖြစ်သွားပြီးအနားကရမိရရကောက်ကန်မိတဲ့အရာနဲ့ပေါ်သိရဲ့ခေါင်းကိုတအားရိုက်ချလိုက်တယ်။ဒေါသမထိန်နိုင်တဲ့ဦးထွန်းတင်ကပေါ်သိကိုဆက်ခါဆက်ခါမျက်နာနဲ့ရင်ဘက်ကိုကိုအနက်လှိမ်ပြီးရိုက်ပြန်တယ်။ဒီအချိန်မှာအောက်ထက်ကလူတွေရောက်လာပြီးဦးထွန်းတင်ကိုဝိုင်းဆွဲကြတယ်။လက်ထဲကပစ္စည်းကိုလည်းအတင်းလူယူထားလိုက်ကြတယ်။ဥထွန်းတင်လက်ထဲကပစ္စည်းကတော့အိမ်အမိုးပြင်ဖို့တောက်မှာစုပုံထားတဲ့နစ်တလက်မအုတ်ချွတ်တန်းတွေတဲက 3000လောက်ရှိတဲ့တစ်သားချောင်းပဲ။ခေါင်းတစ်ခုလုံးကျနေတဲ့ဒဏ်ရာနဲ့သွေးအိုင်ထဲမှာလိမ့်ကျနေတဲ့ပေါ်တစ်ကတော့အသက်မရှိတော့ဘူး။ဒီလူတက်မှုကြီးကိုမြို့ရောနေပါစိတ်ဝင်စားကြတယ်။မိတဆိုးသမီးလေးအပေါ်ဖခင်တူထားရှိတဲ့မြေတားနဲ့လူပောက်ပန်းတစ်ယောက်ရဲ့ရောက်လာတဲ့အချင်းဟာအင်မတန်ပေါ်လွင်နေပါရဲ့။ဒါပေမဲ့တက်တဲ့အထောက်အထားခိုင်လုံတဲ့အမှုဖြစ်နေလို့ session တရားသူကြီးကဦးထွန်းတင်ကိုကျုံးမိန်ပေးပြီးအနည်း20ထောင်ချလိုက်တယ်။ တရားသူကြီးဖတ်ပြတဲ့ကျွမ်းမိန်ဆုံးနာနဲ့အိုးအဖေရဲ့ကျမကြောင့်ဖြစ်လာပါအဖေရဲ့အဖေကိုကျမတစ်သက်လုံးဒုက္ခပေးခဲ့ပြီလေဒီဒုက္ခကိုကျမဘယ်လိုလုပ်ရမှာလဲအဖေရဲ့ခက်ချပြီအဖေလို့ဟဲ့အောင်ငုံလိုက်ပြီးတဲ့နောက်ရုံးပေါ်မှာပဲမခင်သူကငိုရင်းတက်သွားရောလက်ထိတ်တန်းတန်းနဲ့ဥထွန်းတင်ကဒီမြင့်ကွင်းကိုအန်ချိတ်ပြီးကြည့်လိုက်တယ်မြင့်ရွေလေးဒလဟောစင်ကြလာတယ် ဒါပေမဲ့သူကြည့်လိုက်ရတာတမနစ်ထက်ပိုမကြာဘူးရဲအမှုထမ်းများဆွဲခေါ်သွားတဲ့စီကိုလိုက်ပါသွားရပြီလေအာနာပိုင်များကဟူထွန်းတင်ကိုရန်ကုန်ဗဟုထောင်ကြီးကိုပို့လိုက်တယ်ကျွန်းသမားဆိုတော့လက်ထက်ရောခြေချင်းရောခတ်လို့စစ်ပြည်ဒီဖက်မှာတတက်တကျွန်းအပြစ်ပေးခံရတဲ့သူတွေကိုတကျွန်းမပို့တော့ဘဲထောင်ပေါင်း၃၂000ရှိတဲ့အထက်ကရန်ကုန်မန္တလေးအင်းစိန်တာယာဝတီ၁၄၀၀ကိုခွဲပို့တယ် ဦးထွန်းတင်တဲ့အတူအကိုကပို့လိုက်တာထောင်ကျပေါင်း10ရောက်ရန်ကုန်ထောင်ကြီးတဲကိုဈာကောင်းရုပ်ကြီးရှိတဲ့တကားဝါကနေဝင်ကြရတယ်။နှစ်ယောက်တည်းတန်းစီပြီးဝင်သွားရလို့ဒုတိယအခန်းရောက်တော့မှထိုင်လို့အော်လိုက်တဲ့အတန်းကြောင့်တစ်ဖက်ဘေးကပ်ပြီးထိုင်ချလိုက်ကြရတယ်။ထောင်တော်မောင်းမောင်းကလာကြီးတယောက်ကဘာလို့ဘသူခေါ်လို့အမိန်ပေးနေတယ်။ထောင်အရာရှိအကြီးကြီးဖြစ်လိမ့်မယ်။အားလုံးစောင့်ကြောက်ထိုင်ကြရပြီးလက်နှစ်ဖက်ကိုဒူးပေါ်တင်ထားကြရတယ်။ ခေါင်းထဲငုတ်ထားရတယ်။ခဏလေးတော့အဲ့ဒီကလာကြီးခေါ်ခိုင်းလိုက်တဲ့ဘူးပလိဆိုတဲ့သူတွေက ရောက်လာပြီးဘာမပြောညာမပြောရိုက်တော့တာပဲ။ဒူးနဲ့တိုက်ပါးရိုက်ခြေနဲ့ကန်တော့တယ်။ရညိုးရံခွဲရှိလို့လှုပ်တယ်လို့လှုပ်တယ်။ဘာလို့ဒီလိုလှုပ်တာလဲဆိုတော့ဥထွန်းတင်နားမလေဘူး။ပြန်လှုပ်ဖို့ခုခံဖို့ဆိုတာမကြံစီနိုင်တဲ့အရာပဲ။ပုံစံထိုင်းဆိုတဲ့ဘူးလအထိုင်မပြတ်ရဘူး။အရိုက်ခံနေရပေမဲ့ဒီအတိုင်းပြန်ပြန်ထိုင်နေရတယ်။ချီပီးတုတ်ပီးရိုက်နေတာနဲ့ ဘာမှမချပါဘူးထောင်ဆိုတာဒါပဲကွာကြွမယ်ထမယ်မကြံနဲ့လို့စောစောစီစီဥချိုးအောင်နှိမ်လိုက်ချိုးလိုက်တဲ့သဘောဖြစ်မှာပဲလို့တွေးနေတော့မှာပဲအဝတ်တွေချွတ်လို့အမိတ်ပေးတဲ့ထွာလာပြန်နေတော်တော်ခက်တယ်ဘယ်လိုမှလည်းညင်းလို့မဖြစ်အင်ဂျီအရင်ချွတ်ပြီးလုံကြီးပါချွတ်ရတော့တယ်အဝတ်အစားတွေထဲမှာအောက်ဝက်ပြီးယူလာတလေဆိုတာကိုရှာတယ်နောက်ပြီးတန်ကြီးချင်းတွေကိုကြည့်တယ်မဆက်ပါဟခိုင်းတယ် အဆန်ဖွဲ့ယူလာတာတွေ့ရင်သူတို့ယူကြမှာပေါ့ဥထွန်းတင်မှာတော့ဘာမှမပါပါဘူးတရားရုံးကအပြစ်ပေးလိုက်တဲ့သူတွေကိုလောင်ထားဖို့အုတ်တတိုင်းလေးဖက်နဲ့စောက်ထားတဲ့အဆောက်အအုံကြားတွေကိုထောင်းလို့ခေါ်တာပဲတရားရုံးနဲ့မဆိုင်သေးတဲ့သူတွေလည်းအဲ့ဒီအထဲမှာရှိတဲ့ပေါ့ထောင်ဘူးပေါ်မှာခံခဲ့ကြရတာကြောင့်ထောင်ထဲမှာဥထွန်းတင်ကကုတ်ကုတ်ကလေးနေတယ်သူများလှုပ်တယ်လို့ကြည့်ပြီးလိုက်လှုပ်တယ်ထောင်ထုံးစံထောင်စည်းကမ်းတွေကိုကြိုးစားလိုက်နာတယ် ဟန်တာလောင်ထားခံရတဲ့တတ္တဝါမှန်သမျှလမ်းကြိုက်ထဲကအပြင်ကိုထွက်ပြေးချင်တာပဲဒီတော့အကျဉ်းသားတွေထွက်မပြေးနိုင်အောင် ထောက်အမှုထမ်းတွေကမပြတ်ဂရုစိုက်နေကြရတာပေါ့အိတ်ဆောင်တစ်ခုခုကတန်တိုင်တန်တိုင်ကိုညအချိန်မှာထောင်သားတူဦးကတိတ်တဆိတ်ချိုးထားတယ်ဆိုကြပါစို့ဘယ်အခန်းကဘယ်တန်တိုင်ကိုချိုးထားတယ်လို့ကြည့်ရှုစစ်ဆေးဖို့ဆိုတာမလွယ်ဘူးဒါကိုမွန်းလွဲ့တနာရီထိုးတိုင်းတန်တိုင်တွေကိုလိုက်စစ်ဆေးတဲ့လူတွေက အချိန်နှစ်နာရီအတွင်းမှာ ထောင်ကြီးတထောင်လုံးမှာရှိတဲ့အိတ်ဆောင်တွေအားလုံးကိုစစ်ဆေးလို့ပြနိုင်တယ်။ဘယ်တန်တိုင်ကိုချိုးထားတယ်ဆိုတာကိုဖော်ထုတ်နိုင်တယ်။တန်တိုင်တွေကိုနေ့တိုင်းလိုက်ခောက်ကြည့်တယ်။ဖြတ်ထားရင်အတန်နဲ့သိနိုင်တာပေါ့။ရန်ကုန်အိတ်ဆောင်တွေကအိတ်ခမ်းဆိုတာကတခမ်းမှာအမြင့်ရှိပြီးရှိတဲ့ပရင်းစဲပေါက်ရှိတယ်။တပေါက်မှာတန်တိုင်ကိုးတိုင်စိုက်ထားတယ်။အိတ်ဆောင်တစ်ဆောင်မှာအထက်ထက်အောက်ထက်ရေလို့နှစ်ထက်ရှိပြီးအထက်၅ခန်းအောက်၅ခန်းပေါင်း၁၀ခန်းရှိတယ်။ အခန်းနိုင်တန်တကားတစ်ထက်တစ်သားတကားတစ်ထက်တကားနှစ်ထက်နဲ့ပြီးတော့အခန်းဆိုပေမဲ့အလုံးပိတ်ထားတဲ့အခန်းတွေမဟုတ်ဘူးပြင်ကရိုးသားတုတ်တက်နှမတွေလက်တလုံးချလောက်ချဲပြီးဒေါင်လိုက်ကားထားတာပါ အခန်းတစ်ခန်းမှာတုတ်တက်လက်မပြင်ကရိုးတန်းအချောင်းပေါင်းတရားနှစ်မှ45ချောင်းရှိတယ်ထောင်ထဲမှာအိတ်ဆောင်အမှတ်တစ်ကနေပြီးရှစ်အထိရှိတဲ့အထဲကအမှတ်တစ်နဲ့အမှတ်ရှိအိတ်ဆောင်နှစ်ဆောင်ပါပဲအထက်၄ခန်းအောက်၄ခန်း ိတ်ခမ်းဖွင့်ထားတယ်။အိတ်ဆောင်တွေရဲ့အထက်ထက်နဲ့အောက်ထက်ကဆက်နေပေခွဲမြင့်နဲ့အခန်းတိုင်း25တိုင်းအားမိပွင့်တပွင့်စီထွန်းပေးပြီးထုံးစံကားတော့အိတ်ခမ်းတစ်ခတ်မှာအကျဉ်းသား65ယောက်သာထားရတယ်။နောက်ပြီးတော့ထောင်ထဲရောက်နေတဲ့အကျဉ်းသားကဆိုးလို့ရင်ထောင်ဥပဒေစည်းကမ်းကိုဖောက်ဖျက်ရင်ထောင်ထဲမှုခင်းဖြစ်လာရင်အဲ့ဒီလူမျိုးကိုနှိတ်ကုတ်ဖို့တိုက်ငါးတိုက်ရှိတယ်။ဒီတိုက်တွေထဲကအမှတ်ငါးတိုက်ဆိုတာကနတ်ထက်တိုက် အပေါ်မှာ အခန်း၄၀အောက်မှာအခန်း၄၀နဲ့စွစုပေါင်းတိုက်ခန်း၈၀ရှိတယ်။ဒါတွေကအလုံးခန်းတွေပဲ။စေယုံတိုက်ဆိုတာကလည်းနှစ်တိုက်ရှိတယ်။တတိုက်မှာတိုက်ခန်း၂၀စီရှိတော့အဲ့ဒါကတိုက်ခန်း၄၀ရှိတယ်။မိုးချိုးတိုက်လည်းတစ်ထပ်တိုက်ပဲ။အဲ့ဒါကတိုက်ခန်း၂၄ခန်းရှိတယ်။ကျိုးတိုက်ဆိုတာကတော့ကျိုးမိတ်အတွက်၄ခန်းနဲ့အခန်းငယ်၈ခန်းရှိတယ်။ကျိုးတိုက်ဟာရင်ပွဲတိုက်ဖြစ်လို့အခန်းထဲမှာ အလေးရောင်အင်မတန်နေတယ်တိုက်ခန်းဆိုတာဆေးပိပတ်လဲတာရှိတယ်တခါမှာကျင်းသား၃ယောက်က၅ယောက်အထိထားတတ်တယ်ထောင်ကြီးခန္ဓာကြီးကျေပုံကိုဥထွန်းတင်ကနေနေတည်လာရပြီဒီလိုပုံစံထောင်တွေမှာထောင်အမှုတန်းအရာတန်းများထက်ကြောက်စရာကောင်းတာကတော့အကျဉ်းသားတွေတဲကရှစ်မှတ်ဆက်နှစ်မှတ်ဘုတ်ကိုင်းဒုတ်ကိုင်းတန်စီထောင်ပြတာဆိုတဲ့သူတွေပဲ အာနာပိုင်များကအမြင်နဲ့စိတ်ချရတဲ့အကျဉ်းသားတချို့ကိုတော်တော်တန်တန်လှုပ်ချင်တာကိုလှုပ်ခွင့်ပေးထားပြီးအကျဉ်းသားအချင်းချင်းပြန်အုပ်ချုပ်စေတာပဲအကြောင်းကိစ္စတစ်ခုခုဆိုရင်သူတို့နဲ့အရင်တွေ့ရတယ်သူတို့ကြိုက်တယ်လို့လှုပ်ပြီးမှ ထောက်အမှုထမ်းတွေစီကိုပို့တယ်ထောင်ထဲမှာတစ်ခုခုလှုပ်ရင်သူတို့မသိဘူးဆိုတာကမလွယ်ဘူးမဖြစ်နိုင်တော့ပဲမင်းကြီးပလိတ်ဆိုတဲ့သူများကိုလည်းဥထွန်းတင်ကအင်မတန်ချောက်တယ်သူတို့အာနာသူတို့ပါဝါကလည်းမနေဘူး ူတို့ကတော့လမ်းဆောင်ပလေသဘောမျိုးပဲမျက်စိ imitation နဲ့အကျဉ်းသားအတော်အလာတွေကိုစောင့်ကြည့်နေတာပဲထောင်ဝေါ်ဟာရစကားနဲ့ထမင်းဆွဲတယ်လို့ဆိုရဲထမင်းသွားယူတဲ့အခါအလုတ်ဖက်ကိုသွားတယ်ဆိုရဲအလုတ်ယုံရှိရာကိုအိတ်ဆောင်ကသွားတဲ့အခါဒီမိန်းကြီးပလေတွေကတေးတေးချာချာစောင့်ကြည့်နေတာပဲမထင်ရဲ့မထင်သလိုရိုက်နှက်တက်တယ်နှစ်ယောက်တည်းအတန်းညီညီတိတ်တိတ်မှန်မှန်သွားရတယ်ဆိုတာကတကယ့်လက်တွေမှာမလွယ်တော့ဘူး ထမင်းစားတဲ့အခါလေးနှစ်ယောက်တည်းမျက်နှာချင်းဆိုင်ထိုင်ပြီးမှစားရတာပဲတစ်ယောက်ပြီးရင်အတူထိုင်စားနေတဲ့သူကလည်းပြီးရတယ်လေထမင်းစားပကံလို့ခေါ်တဲ့ဗျက်ကမလုံလောက်ဘူးဖိုကြီးရှိရာကိုထမင်းစားဗျက်တွေတဲရတဲ့ဗျက်ပုတ်ကင်ကိုလည်းထမင်းစားတဲ့နေရာမှာဥထုံးတင်ကကြောက်ရတာပဲထမင်းစားပြီးရင်ရေတောက်ဖို့တော့မလွယ်ဘူးရေကံမှာရေတောက်ဖို့နှစ်ယောက်တည်းထိုင်ရတယ်ဆိုတော့အမေရမရစ်ခပ်ပြီးတောက်ရတယ် မနဲ့စောစောအိတ်ဆောင်ဖွင့်ချင်းနောက်ဖေးသွားရတာခက်လို့တချို့ကိုအကျင့်လုပ်ထားရတယ်။မနဲ့စာမြ мян စားတယ်။ပြီးရင်မိလာလို့ခေါ်တဲ့နောက်ဖေးသွားစရာရှိတဲ့နေရာကို ရှေ့ဆုံးကနေရောက်အောင်သွားဆောင်နေရတယ်။အဲ့ဒါကလည်းနှစ်ယောက်တည်းပဲ။တော်တော်လူစုပြီးတော့မိလာပုတ်ကန်ကရောက်လာပြီးနှစ်ယောက်စီတန်းစီထိုင်ဆောင်နေကြတဲ့အကျဉ်းသားငါပြူစေယောက်ကိုပိုင်းပြီးထသွားဝင်းလို့အမိန်ပေးတယ်။ ဲ့ဒီတော့မှအင်တာဝင်ထိုင်ရတယ်။အဲ့ဒီနောက်ဖေးသွားနေတဲ့သူတွေရှိမှဒီပုတ်ကန်ကအသွားအပြန်ငါးခေါက်တိတိလမ်းလျှောက်တယ်။အင်ဒရီကြီးမျက်နှာထားတင်းတင်းကြီးနဲ့ပေါ့။ငါးခေါက်စီတော့သူကထလို့အတန်ကြဲကြဲကြီးနဲ့អော်လိုက်တယ်။ကိစ္စပြီးပြီးမပြီးပြီးအဲ့ဒီအတန်နဲ့အတူထိုင်နေတဲ့သူ၁၀ယောက်ကတပြိုင်နဲ့ထကြရပြီးနှစ်ယောက်စီတွဲဆင်းခဲ့ကြရတယ်။လေရေရတဲ့အင်းထဲမှာနေခဲ့ပစင်းပုံတက်ခဲ့တဲ့ စစ်နေပွဲသမားလုတ်ခဲ့တဲ့ဇက်နောက်လိုက်ခဲ့တဲ့ဦးတွန်းတင်အတွက်ဒီစည်းကမ်းတွေဟာပြင်းထန်လို့နေဒါပေမဲ့ဘာမှမတတ်နိုင်ဘူးဒီတော့တည်သွားရင်အေးမယ်လို့တော့မှအောက်မိမိတယ်နောက်ဖေးသွားနေတဲ့အကျဉ်းသားတွေရှိမှ မိန်းလာပုတ်ကန်ကငါးခေါက်တိတိရှောက်တာကအကြောင်းမေမဟုတ်ဘူးအညောင်းပြေလည်းမဟုတ်ဘူးချီးပါရင်တိတ်ပေါက်သလားမပေါက်သလားဆိုတာကိုစောင့်ကြည့်တာပဲထောက်အိမ်သားဆိုတာက မိနှဖက်မှာနှစ်တောင်တော့သာကာထားတာမို့ဟာလာဟင်းတယ်မေမိလာပုံးပေါ်ကစောင့်တန့်ထိုင်ဖို့ခုံကလေးတော်ရှိပါရဲ့ချီးပါရင်သေးထွက်ရင်တော့အဲ့ဒီအကျဉ်းသားတော့မတက်သားဘူးဘာမှပြောမနေဘူးမိလာပုတ်ကင်ကသူ့လက်ထဲမှာအသင့်ရှိနေတဲ့ဒုံနဲ့အဲ့ဒီသေးထွက်တဲ့သူကိုစိတ်ထင်တိုင်းရိုက်နှက်တာပဲရိုက်ယုံတယ်မကသေးဘူးရင်ပတ်တို့ဘေးတို့ကိုလည်းဒုံနဲ့ဆောက်သေးတယ်အရိုက်ခံရတဲ့သူကမစင်အင်ဒုံတဲ့ကြာသွားရင် ရေကန်ပုတ်ကန်ကရေချိုးခွင့်ပြိမ့်မယ်မထင်နဲ့မပေးဘူးရေချိုးချိန်ရောက်မှပဲရေချိုးရတယ်ပတ်စံအနှုံဒါမှမဟုတ်စိတ်လိတ်ပြိနိုင်ရင်တော့မစိုးဘူးအချိန်ဟုတ်ဟုတ်မဟုတ်ဟုတ်ရေချိုးခွင့်ရနိုင်တယ်အကျွေးတော့မရဘူးလက်ငင်းချက်ချင်းမှမိလာပုတ်ကန်ရေကန်ပုတ်ကန်စရဲပုတ်ကန်မန္တမြတွေကရှစ်မှတ်စစ်နမတ်အကျဉ်းသားတွေပဲဥထုံးတင်တို့လိုထောင်ကျလူတစ်မန္တမြဒီလိုဒုက္ခမျိုးတွေ အ ਨੇ အများတော့ကြုံရဆုံးရတာပဲအချို့များနေ့တိုင်းတော့တနေရာမှာမဟုတ်တနေရာမှာအရိုက်အနဲ့ခံနေကြရတယ်။အနေကြလာတော့လေထောင်ပုံစံတွေကို နားလေလာပြီးဘေးလွအောင်နေတက်ထိုင်တက်လာကြတယ်။အကျင့်လေတော်တော်ရနေပြီကိုဒါပေမဲ့တတိတော်အမြင်ရှိနေရတာပေါ့။တင်းကျပ်တဲ့စီးကန်းတွေကိုတော့မလိုက်နာလို့မရဘူး။ငါ့ကိုအမြဲမပြတ်စောင့်အပြစ်ရှာနေတဲ့သူရှိနေတယ်ဆိုတဲ့အတိမျိုးတတိမျိုးရှိထားပါမှတော်တော်တယ်။အနေရမရှိအောင် တနည်းပြီးဆုံးဖို့ဆိုတာကတော်ယုံတတိတော်ယုံလုံးလာနေတော့မဖြစ်ဘူးထောင်နှစ်တာကအင်မတန်ရှိတာကလားဥထွန်းတင်တော့တနည်းကုံသွားဖို့ပဲလမ်းမြုံနေတယ်အဲ့ဒီနေ့မှာဘာမှမဖြစ်ရင်ကုသကံကောင်းတာပဲတနည်းလင်းလာပြန်တော့လေစေတန်ရိုက်နဲ့တန်တွေနဲ့စပြန်တာပဲကိုတိုင်ကအရိုက်အနဲ့မခံရပါပဲကို့မျက်စိအောက်မှာ လူတယောက်ကိုကျွဲလို့နွားလို့ရိုက်နေတာကိုမြင်နေရတာကလည်းမသက်သာဘူးအလုတ်ပိတ်လို့နားကြရတဲ့တင်းငွေတွေလိုနှိတွေမှာကတာပြည့်အနေရများသေးတယ်အုတ်တတိုင်းကြီးလေးဖက်ထဲမှာအကျဉ်းသား3000လောက်ရှိတယ်ဒီလူတွေကို အလုတ်က အနာပေးတယ်ဆိုလို့ကို့အိတ်ဆောင်ကို့နေရာမှာနာနာနေနေအိတ်နိုင်တာမျိုးမဟုတ်ဘူးတချင်းဆိုလေးချုံလေးလို့ဖြစ်တာမျိုးလည်းမဟုတ်ဘူးမနဲ့အိတ်ဆောင်ဖွင့်ချင်းတကားဖွင့်လို့အပြင်ထွက်လိုက်ရင် ိတ်ခမ်းထဲကိုပြန်ဝင်လို့မရတော့ဘူးအိတ်ဆောင်အပြင်ဖက်မှာပဲဖြစ်တယ်လို့နေကြရတယ်တနေရရမှာထိုင်နေရကအညောင်းပြေအညာပြေဆိုပြီးထလန်းရှောင်းပြီးရင်ခြေများတယ်ဆိုပြီးအိတ်ဆောင်လူကြီးလို့ဆိုတဲ့ထောင်ပြတာကထရိုက်ချင်ရိုက်တော့တာပဲဘာမှမပြောနိုင်ဘူးသူ့သဘောပဲသူဆုံးဖြတ်တာပဲတနေ့ကုန်တော့အိတ်ကြရမယ်မဟုတ်လားအိတ်ဆောင်ဝင်ရတဲ့နေ့စဉ်မြင်ကွင်းကတော့ဒီလိုပေါ့အဆောင်တကားအဝယ်ဝမှာအကျဉ်းသားတယောက်ကို ဂျမတာနှစ်ယောက်ကတကူလုံးတန်းရှာတယ်လို့ရှာပြီးမှအထဲကိုတွင်းနေအခန်းထဲရောက်တော့လဲနှစ်ယောက်စီ တွဲထိုင်နေရပြီး အိတ်ဆောင်တကားပိတ်ဖို့လူစရင်ပေါင်းကြည့်မဲ့ထောင်မှုအလားကိုစောင့်ရသေးတယ်။ထောင်မှုရောက်လာတဲ့အခါနှစ်ယောက်စီထိုင်နေတဲ့အကျဉ်းသားပေါင်းဘလောက်ရှိတယ်ဆိုတဲ့စရင်နှုတ်ပြီးညဦးအလှဲ့ကြညဆောင်အကျဉ်းသားရှစ်ပတ်ကိုစရင်မိတ်တူတစ်ခုအပ်တယ်။ပြီးတော့နောက်တခန်းကိုသွားစစ်ပြန်နေစစ်ပြီးတဲ့အခန်းတွေကို အမခန့်ကြီးတော့ခလောက်ကြီးနဲ့ပိတ်ပြီးခိုင်မခိုင်သုံးလေးချက်လောက်ဆွဲကြည့်ပြီးမှ အခန်းပိတ်ထောင်မှုနဲ့ဂျမတာက အပြင်ဖက်မှာရှိနေတဲ့အိတ်ဆောင်တကားမကြီးကိုအမခန့်တော့ကြီးနဲ့ဒုတိယအကြိမ်သေးသေးချာချာပိတ်ပြန်နေအဲ့ဒီလိုနေရောက်တွဲထိုင်နေတဲ့သူတွေကိုပေါင်းပြီးမှအိတ်ဆောင်တွေထဲမှာရှိတဲ့လူပေါင်းမလောက်ဆိုတော့ကိုစည်ရင်ပေါင်းနေညနေ6နာရီလောက်မှာအခန်းပိတ်သွားပြီးမြင်သားတွေကတော့နေရောက်တွဲထိုင်နေရာကမထာရသေးဘူး ိတ်ဆောင်တွေအလုံးနဲ့ကျိုးတိုက်မိုးကျိုးတိုက်ဆေးရုံအပြင်ဘုတ်ဆေးရုံတိုက်မိတ်မဆောင်စတဲ့အဆောင်တွေအလုံးကစည်ရင်တွေကအိတ်ဆောင်အကျဉ်းသားစည်ရင်တိုက်ပိတ်စည်ရင်ကျိုးသမားနဲ့အချုပ်သမားလူပေါင်းစတဲ့စည်ရင်ကိုလက်ခံဟောင်းနဲ့ကြိုက်မကြိုက်တိုက်ကြရပြန်သေးတယ်မကြိုက်သေးရင်တစ်ခါထပ်ပြီးလူတွေကိုရိတ်ကြည့်ပြန်တယ်ဘူးဘွားရုံမှာရှိနေတဲ့စည်ရင်နဲ့ကြိုက်ပြီးဆိုမှ ကြိုက်ပြီလို့တန်ချောင်းနဲ့အချက်ပေးတယ်ဒီတော့မှအိတ်ဆောင်တွေကနှစ်ယောက်တည်းထိုင်နေကြရတဲ့အကျဉ်းသားတွေဟာကို့အိတ်ရာကိုကိုသွားနိုင်တယ်လေလူဦးရေစရင်မကိုက်သေးလို့ထိုင်နေရတာကတစ်ခါတလေည၈နာရီလောက်အထိကြာတက်တယ်အများအားဖြင့်ဒီလိုဖြစ်နေတာကတော့လူရော့နေလို့မဟုတ်ဘူးဆရာတွေကကနန်းပေါင်းမားနေလို့ပဲဦးထွန်းတင်ချောင်းထဲရောက်မှထောင်ငိုခြင်းတစ်ပုဒ်ကို ကြားရတယ်ဒီလိုငိုခြင်းကတော့ ထောင်သားတွေကခံစားနေရတဲ့ဒုက္ခကိုထောင်သားတစ်ယောက်ကစီကုံးထားတာဖြစ်လိမ့်မယ်။သူ့တခြင်းကရေထုံရေနီစီးတွေကန်းတွေနဲ့မဟုတ်ပေမဲ့ဒီတချင်းစုတန်ကိုကြားရတဲ့အခါတိုင်းအသေးခိုက်ခိုက်သွားတတ်တယ်။အဆိုကောင်းတဲ့သူကဆိုထားတာမို့ဇက်သေးကလွမ်းခမ်းမှာတခက်ငိုချင်းကိုနားထောင်ရတယ်လို့ပဲဝမ်းနေရလွမ်းရတယ်။တချင်းကတော့အနောက်တောင်မြူမုံဆိုလာတော့ တယောက်မောင်ပူးစေးဖို့ရေကွယ်ရန်ကုန်မြို့ရဲ့ချောင်းကြီးစံခင်ရီမောင်ကြီးပြန်မဲ့လမ်းစီကကျိုးဖို့သာခြင်းဟေးအချင်းငရေချခါမှထမင်းလဲမဝပါကလားဗျာတို့စင်းရဲတာအချုံပါနေရော်သလားရောင်ချာချာလောက်ကင်တဲ့အမှုရဲကြောင့်ထောင်းပြတာဘုတ်ကင်ကထုပါလို့ဘေးရီမှာသွေးချေဥပါပေါ့ကွယ်မင်းတို့ကတော့မသိရှား ဥပမာထုံမာထားတာကကျွဲနွားလိုချမ်းမာလောင်းလိုမိလာတော်အချိန်နာရည်နဲ့တက်ရမယ်တဲ့ကြမျက်ရည်ရဲ့အိုးမစဲချရဲ့ပလီ ပြတ်သက်သေးအလုံးအလောက်ကင်းနဲ့ဂုံမှောက်တာဝေမထုံးနိုင်လို့ထင်တရားပိုင်သခင်စိတ်တော်ကညူပြီးပအိုးဗျာ ကိုလာကြောပါလို့တနစ်သေးအပူထံကိုအယူခံပြမှညစ်တွေမနေ မောက်မှာဖြစ် ကျွေးပါပေါ့အသေးတဲ့လူစရင်စစ်စေးတာအားလုံးမှန်ပြီးအိတ်ဆောင်ပိတ်လို့ကိုနေရမှာကိုအိတ်ကြရတဲ့အခါကိုနာရီအထီတော့တူတူတက်တာစကားပြောလို့ဖြစ်ကြသေးတယ်ကိုနာရီတန်ချောင်းခောက်တာနဲ့မိကိုရေနဲ့တတ်လိုက်တယ်လို့တိတ်လိုက်ရတယ်အိတ်နေရာကထထိုင်ဖို့တော့မဖြစ်တော့ဘူးညညအပေါ့အပါသွားချင်ရင်အိတ်ရာတွေကနေပြီးတေးပေါက် ဆိုတဲ့စကားနှလုံးကိုခက်ကြဲကြဲအော်ရတယ်။ဒီအခါအိတ်ခမ်းမှာကင်းဆောင်တာဝန်ယူထားရတဲ့ရှစ်မက်ဘာယာကပေါက်လို့ပြန်ပြီးအမိန်ပေးမှအိယာကထပြီးအခန်းထောက်မှာရှိတဲ့စင်အိုးထဲမှာတွားပေါက်ရတယ်။အခင်ကြီးတွားခြင်းရင်လဲချီပေါက်လို့အော်ရတယ်။ညကင်းသမားရှစ်မက်ဘာယာစီကပေါက်လို့အမိန်ရမှအခန်းထောက်မှာထားတဲ့ဂန်ဖလာအင်းတုံထဲမှာတွားဆွန်ရတယ်။တခန်းမှာဂန်ဖလာနှလုံးထားတယ် သဘောကောင်းတဲ့ရှစ်မက်အလဲနဲ့ဂျုံရင်အခွင့်တောင်းတာနဲ့ချက်ချင်းခွင့်ပြုတယ်။မြင့်တဲ့အကောင်နဲ့ကြားလို့ကတော့တော်တော်နဲ့ကိုခွင့်မပြုဘူး။တပို့တပားသွားတဲ့ချီးသေးကိစ္စကိုတော့ရေးကြီးခွင့်ကျေလုပ်ချင်ရင်လုပ်နေတတ်တယ်လေ။စီကန်းတစ်ခုရှိသေးတာကအိတ်ဆောင်တဲ့ရောက်ပြီးပထမဆုံးနောက်ဖေးသွားတဲ့သူနဲ့မနဲ့၃နာရီကနေ၆နာရီအတွင်းနောက်ဆုံးနောက်ဖေးသွားတဲ့သူကိုညကင်းသမားကတေးသေးချာချာမှတ်ရတာပဲ။ဒီလိုမှတ်ကြရတာက မနဲ့အိတ်ဆောင်ဖွင့်လို့နောက်ဖေးသွားထားတဲ့ဂန်ဖလားကိုမှားပြီးအပြင်ထုတ်တွန်ကြရတာဖြစ်တော့ညကပထမဦးဆုံးနောက်ဖေးသွားတဲ့သူနဲ့နောက်ဆုံးနောက်ဖေးသွားထားတဲ့သူကဂန်ဖလားကိုတွန်ရတယ်ဆိုတဲ့ထုံးစံကြောင့်ပေါ့တကယ်လို့ညကင်းသမားကတယောက်ကိုတမ်းမှတ်မိပြီးနောက်တယောက်ကိုမမှတ်မိရင်မမှတ်မိတဲ့သူအစားသူကိုယ်တိုင်ကဂန်ဖလားကိုသိရတယ်ဒါကြောင့်သူကလူမက်ရမှာတိတ်ပြီးဂရုစိုက်တယ်အိတ်ခန်းတစ်ခန်းမှာ ညဆောင်အကျဉ်းသားရှစ်မှတ်ဘာယာက9ယောက်တန်းစီလို့ခေါ်ကြတဲ့အကျဉ်းသား12မှတ်ဘာယာက1ယောက်တာဝန်ယူရတယ်။ရှစ်မှတ်ဘာယာဖြစ်တဲ့အကျဉ်းသားကရိုးရိုးအကျဉ်းသားထက်တစ်လှမှာရှော့ရက်တစ်ရက်ပိုရတယ်။ဒါကြောင့်တစ်လှမှာရှော့ရက်9ရက်ရတယ်။12မှတ်ဘာယာအကျဉ်းသားက6ရက်ရှော့ရတယ်။တန်တီဆိုတာက9ရက်ရှော့ရတယ်။ပြီးတော့တန်တီကတလ ငါးချက်လှခရလိုက်သေးတယ်။ရူးရူးအကျဉ်းသားကတော့တလမှာလေးရက်ပဲလျှော့ရရတယ်။ညကင်းတမရှစ်မှတ်ပါရာငါးရောက်ရဲ့ဝတ္တရားကတော့ညဦး6နာရီကနေ9နာရီအထိအိတ်ခမ်းတွေကအကျဉ်းသားတွေအတွက်တာဝန်ယူပြီးတယောက်ကစောင့်ကြည့်ရတယ်။9နာရီထိုးတာနဲ့အလဲကျစောင့်ရမယ့်ပါရာနဲ့လူချင်းလဲရတယ်။လူလဲတဲ့အခါမှာဂမ်ဘလာရဲမှာနောက်ဖေးသွားထားတာရှိမရှိပါပြပြီးလူစည်းရင်းကိုပါတိအပ်ရတယ်။ ဒီလူကစရင်နဲ့လူကိုလက်ခံပြီးစက်တနာရီအထိဆောင်ရတယ်။စက်တနာရီထိုးတဲ့အခါမှာနောက်အလှဲချတဲ့တတိယလူနဲ့ဂန်ဖလားပြလူစရင်ပြပြီးလဲရပြန်တယ်။ဒီလူနဲ့မနဲ့9နာရီထိုးတော့နောက်ဆုံးပါရကအကျဉ်းသားတွေကိုအိယာကနိုးတယ်။နှစ်ယောက်တည်းတွဲထိုင်ခိုင်းပြီးစရင်လွတ်ပြန်တယ်။နောက်အိဆောင်အားလုံးကနိုးလာတဲ့လူပေါင်းစရင်ကိုညဦးအိယာဝင်းတို့ကပဲရထားတဲ့စရင်နဲ့ ဆရင်ချင်းညှိကြည့်တယ်။ညှိတဲ့အခါမှာထောင်ဘူးဘွားကအချက်ပေးတန်ချောင်းခောက်တယ်။ဒီအချိန်ကစပြေးအိတ်ဆောင်ထဲမှာနေခွင့်မရတော့ဘူး။နှစ်ယောက်တည်းတည်းအပြင်ထွက်ကြရတယ်။အပြင်ရောက်တော့မျက်နှာတစ်ဖို့ရေကန်ကို သွားတဲ့အတွဲကသွား။မိလာဖက်ကိုသွားတဲ့အတွဲကသွား။ကန်စီတောက်ဖို့ကန်စီထားတဲ့နေရာကိုသွားတဲ့အတွဲကသွားကြပြီးထိုင်နေကြရတယ်။ကန်စီဆိုရကဆန်လုံးတီးဆန်ပြုတ်ပဲ ဒါကိုထောင်ပြတာနှစ်ယောက်ကလူတကူနှုတ်စီခွက်နဲ့တစ်ခွက်ခတ်ပြေးပေးတယ်။ထောင်ထဲကစံလုံးတီးဆိုတာကနစ်ချုပ်ဖြစ်လို့စံစစ်ကိုဘယ်လိုပြုတ်ပြုတ်နူးနူးနက်နက်မရှိဘူး။ဒီလိုစံပြုတ်မျိုးကိုရင်နွေးပါထပ်ပြေးထိုးထားသေးတော့အရင်ရတဲ့သူကထမီးရေလိုဟာမျိုးတွေကိုရတယ်။နောက်ကျတဲ့သူတွေကတော့မနူးမနက်ကြိုးထားတဲ့လုံတီးကော်ပြစ်ပြစ်လိုဟာမျိုးကိုရကြတယ်။အဲ့ဒီကန်စီမှာ စားတောင်ခတ်မပေးထားဘူး။ထမင်းစားချိန်ကြလို့ ထမင်းစားရတယ်ဆိုတာကလေပုံစံခွက်နဲ့ထည့်ပေးတဲ့စံလုံးတီးကိုချက်ထားတဲ့ထမင်းပဲပုံစံခွက်တစ်ခုမှာပုံမှန်ထမင်းက45ချက်သားရှိရမယ်ဆိုပေမဲ့40သားရရင်တော့ကံကောင်းပေါ့စံလုံးတီးကိုချက်တော့ကြောက်ခဲရူဂဲရူသေးတို့ကိုရွေးထားတာပြထားတာမရှိဘူးတချို့ကြောက်ခဲကြိုက်မိလို့အန်သွားပဲ့တဲ့သူတော်ရှိရဲ့ဟင်တီဟင်ရွယ်ဆိုတာကလေချင်ပုံရွယ်ဆိုပါတော့ တပင်လုံးဓာတ်နဲ့ဆင်းပြီးတော့ထည့်လိုက်တာပဲငပိဆိုတာကတော့ပုံစံခွက်နှခမ်းမှာတုတ်ပေးတာလက်တန်းတစ်စစ်လောက်တော့ရှိကောင်းရဲ့ပဲဟင်းဆိုတာမျိုးကလည်းပဲရင်ပဲထော့ပတ်ပဲစန်တလူအသင်းပဲဆိုတဲ့ပဲတွေကို အလှဲ့နဲ့ချက်တာဒီပဲတွေဟာပဲပေါ်ချိန်မှာကန်ထရက်ကဝယ်ပြီးပို့ပေးထားတာတွေပေါ့ဂူရောင်ထဲမှာကြိမဲ့သူမရှိတော့တာနဲ့ပိုးထိုးပြီးပိုးပေါက်တွေပိုးပုံတွေနဲ့အောက်ကနေပြီးဆွေးနေတဲ့ပဲတွေပဲ ပဲဟင်းနဲ့မနဲ့တိုင်းကျွေးတယ်။ဟင်းတိဟင်းရွက်ဟင်းကိုညနေပိုင်းမှာကျွေးတယ်။တောက်ကြာနေ့ညနေဆိုရင်တော့ဝတ်သားစားရတယ်။အရေကလေးအောင်စားအဖက်ကနှစ်ဖက်စုံချီလိုက်ပါမဆင်ပေးခဲ့ကြတဲ့သူ တူတူယောက်ချင်းစီကို22ပဲကျေးဇူးတင်ရှိပါရရှင်။နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နှားဆင်အားပေးကြပါအောင်ရှင်။ channel ko like and subscribe လုပ်ကြဖို့လည်းမမေ့ကြပါနဲ့နော်